အလောင်းမင်းရကြီးနဲ့ရွာဆန်တဲ့အခါတားတော်ကြီးဖြစ်တဲ့မောင်လောက်ဟာဖခင်ရဲ့အရိုက်အရာဖြစ်တဲ့ရွှေဘူထင်းနှံကိုစက်ခံခဲ့ပါတယ်။နောင်တော်ကြီးမင်းဟာနတ်နဆအချိန်မှာပဲဖခင်ဘဝရှင်မင်းရကြီးရဲ့အာကိုအာရာပြုခဲ့ရတဲ့ပြည်တော်ဘက်လက်တွဲပေါ်ရဲဘော်ကြီးဖြစ်တဲ့မင်းလာနော်ရထာဘွဲ့ခံမိုးစိုးကြုံဘိုးတွန်ရဲ့ပုံကံမှုနဲ့ စတင်ရင်ဆိုင်ခဲ့ရပါတယ်။မိုးစိုးချုံဘိုးတွန်ဟာအလောင်းမင်းရကြီးရဲ့ရဲဘတ်တော်စစ်လူကြီးတအူးဖြစ်ပြီးစစ်မှုရေးရာတွေမှာလိမ္မာကျွမ်းကျင်ပြီးတိုက်ခိုက်နိုင်စွမ်းရှိတဲ့အတွက်တအူးကလည်းခြေတက်တိုက်ခိုက်ရတဲ့သူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်။ယူရီးယားကိုစစ်ချီတိုက်ခိုက်တဲ့အခါမှာတော့အလောင်းမင်းရကြီးရဲ့ကျမ်းမာရေးဆိုးရွားလာခဲ့ပြီးတက်ပြန်ဆုတ်တဲ့အခါအလောင်းမင်းရကြီးဟာအထူးယုံကြည်အားကိုးတော်မူတဲ့အတွက်အရေးကြီးဆုံးဖြစ်တဲ့နောက်ခံသက်ကိုဦးစီးကုတ်ကဲရန်အတွက်မိုးစိုးချုံဘိုးတွန်ကိုတာဝန်ချထားခဲ့ပါတယ်။ ရှိဘူတကြီးတကူလုံးတက်ပြန်ဆုတ်သွားပြီးခရီးနှစ်ပိုင်းခန့်အရောက်မှာတော့ယူရီးယားတွေမြို့ကထွက်ပြီးတိုက်ခိုက်ကြပြီမယ်ဘိုတွန်ကတော့သူ့တက်တကူတဲနေတာအယုဒ္ဓယာမြို့ရင်းမှာပဲကြံ့ကြံ့ခံခဲ့ပါတယ်ယူရီးယားတွေအထက်ထက်ဝန်းရံလာကြတဲ့အခါမှာတော့တမူးစစ်ကဲတွေဟာယူရီးယားတို့စစ်အင်ကားကိုမိမိတို့တက်တကူတဲနေခံနိုင်မှာမဟုတ်ပဲကြာလာရင်လက်ဆုပ်ခွာဖို့တောင်းခဲရင်မှာစိုးတဲ့အတွက်အခုအချိန်မှာရန်သူတက်ကိုဖောက်ထွင်းနေတဲ့အကြောင်း ရှောက်တင်ကြပါမယ်။မော်ဆိုးကြုံဘိုးတွန်ကတော့လုံးဝလက်မခံပဲအခုချိန်ငါတို့ထိုးပေါက်ထွက်မယ်ဆိုရင်တိုက်ပွဲဖြစ်ရလိမ့်မယ်။တိုက်ပွဲဖြစ်ရင်ငါတို့ကိုကူညီနေရတာနဲ့မင်းရကြီးရဲ့အပြန်ခရီးနှောင့်နှင်းနေလိမ့်မယ်။မကြမ်းမမာဖြစ်နေတဲ့မင်းရကြီးကိုအဆုတ်အခွာပြက်မှဆိုးတဲ့အတွက်အတက်ကိုဗရာနာမထားပဲယူရီးယားတက်တွေဝန်းရံတာကိုငြင်ခံနေခဲ့ပါတယ်။မင်းရကြီးခရီးအတော်တန်ရောက်တဲ့အခါမှာတော့ဘိုးတွန်ဟာယူရီးယားတက်တွေကိုအသေးအကျေးတိုက်ခိုက်ပါတော့တယ်။ ဘိုးတော်တက်ကတိုက်ခိုက်နေတဲ့အတန်ကြားရတဲ့အခါမှာတော့ဒုတိယနောက်ခံတက်ကိုကုတ်ကဲရတယ်မင်းလာနွယ်ထားလဲတုတက်တွေနဲ့ကုညီဖို့အမြန်ရောက်လာခဲ့ပါတယ်ဘိုးတော်ကတော့အရှင်တခင်ကိုငဲ့ညာပြီးတွေးတော့ဟာဘဝရှင်မင်းတရားကြီးကိုယ်တာမြှင့်အောင်လိုက်နောက်ကအရေးခင်းတွေကိုငါတာဝန်ထားလို့ပြောလိုက်တဲ့အတွက်မင်းလာနွယ်ထားလဲမင်းတရားကြီးနောက်ကိုယ်တာအမိလိုက်ရပါတော့တယ်အဲ့ဒီလိုအရေးချင်းနဲ့ပြည့်စုံလာတဲ့ဘိုးတော်ဟာအလောင်းမင်းတရားကြီးရဲ့ဒုတိယသားတော်ဖြစ်တဲ့ မောင်ရွာခေါ်မြေရုမင်းသားနဲ့အเจ้าမကြီးမညွတ်ပဲစိတ်ဝမ်းကွဲလျက်ရှိပါတယ်အလောင်းမရေနိုင်ပါဆန်ချောင်းကြားလိုက်ရတဲ့အခါမြေရုမင်းသားနဲ့စိတ်ဝမ်းကွဲနေတဲ့အတွက်သူ့ရဲ့သက်ကိုမြီအောင်မလိုက်တော့ပဲတောင်ငူချောင်းကပြန်လာတော့တယ်သားတော်ကြီးဖြစ်တဲ့နောင်တော်ကြီးမင်းထံကိုလည်းလှူလွတ်ပြီးမြေရုမင်းသားဟာဘုံမူတမူးတွေနဲ့မုဒ္ဓမမြတ်တိုင်းတန်ဖရာမှာ တွေ့တစ္ဆာဆိုကြကြောင်းနောက်ချံသူ့ရဲ့သက်ကိုလည်းမျိုးရိတ်ခါမပေးဖို့ကြောင်း စစ်တောင်းမျိုးအကြီးအကဲတွေကိုလည်းစင့်ခေါ်ကြောင်းသူ့ရဲ့လက်တုံးတော်ဓာတော်ရင်းရွယ်ပါကိုလည်းတင့်ယူတဲ့အကြောင်းစတဲ့အကြောင်းအရာတွေကိုရှောက်ထားခဲ့ပါတယ်မြေလူမင်းသားကလည်းဘုဒ္ဓဟာသူ့တက်ကိုအမိလိုက်မလားပဲတမင်ချန်ရစ်နေကြောင်းလူတို့လက်နဲ့တင်းတွင်းနေကြောင်းအခေါ်လွတ်တာကိုမလိုက်လာပဲတောင်ငူကိုခြေသွားကြောင်းခမဲတော်နိုင်ရဆန္ဒကိုကြားတာနဲ့စိတ်နှလုံးဖောက်ပြန်လျက်ရှိနေတဲ့အကြောင်းတန်တော်ဦးတင်ခဲ့ပါတယ်နော်တော်ကြီးမင်းဟာ ညီတော်လျှောက်ထားတာကို အပြည့်အဝမယုံကြည်ပဲဝိုးဝါးပင်ထင်ခဲ့ပါတယ်။ဘုဒ္ဓံတောင်ကိုရောက်လာရင်တော့ဖန်းစည်းရန်အတွက်တောင်ကိုမင်းကိုမိန့်မာခဲ့ပါတယ်။ဘုဒ္ဓံတောင်ကိုရောက်တဲ့အခါတောင်ကိုမင်းကဖန်းစည်းဖို့ကြံစီခဲ့ပေမဲ့ဘုဒ္ဓံကရှင်းမိသားတဲ့အတွက်မဖန်းနိုင်ခဲ့ပါဘူး။အဲဒီမှာပဲဘုဒ္ဓံဟာလည်းနောင်တော်ကြီးမင်းကိုအထင်မှားပြီးပုံကံပါတော့တယ်။နောင်တော်ကြီးမင်းဟာ တဘောရာကျင်းမြင်လာတဲ့မင်းဖြစ်တဲ့အလျောက်မင်းခေါင်နွယ်တာပွဲခံယူထားတဲ့ဘိုးတွန်ကိုတန်ရောက်စင်မပြတ်နိုင်အောင်ဖြစ်ရတဲ့အတွက်ဘိုးတွန်နဲ့တိုက်ပေါ်တိုက်ပတ်ဖြစ်တဲ့မင်းလာနွယ်တာကိုဆေးလွတ်ပြီးအသားအရာအမိန့်တော်နဲ့ခေါ်စေခဲ့ပါတယ်ဘိုးတွန်ကတော့ငါဟာကျေးဇူးရှင်အလောင်းမင်းရကြီးမင်းအဖြစ်ကိုယူတော်မူမယ်လို့တိုင်ပင်ကြံစီခဲ့ခြင်းကနေစပြီးငါအသက်ကိုတည့်ရွတ်တရွတ်ပန်းတပွင့်လောက်မှတန်ဖို့မထားပဲငါတို့တခင်မင်းအဖြစ်ကိုမရောက်သေးရင်ငါလက်နဲ့မချဘူးလို့ စဉ်နှလုံးပိုင်းဖြတ်ပြီးဂျန်နူတထောင်ပဲဖြစ်ဖြစ်နှစ်ထောင်ပဲဖြစ်ဖြစ်တယောက်ချင်းထွက်ပြီးအမှုတော်အောင်ငါထမ်းရွက်ခဲ့တယ်ဘဝရှင်မင်းနေရာကြီးနေရွာဆန်ကံကုံချိန်မှာတော့ဘဝရှင်မင်းနေရာကြီးနေရွာဆန်ကံတော်ကုံချိန်မှာတော့ငါ့ကိုအယုံကြည်မရှိကြပဲ နောက်မှာခြံရက်နေရတဲ့ငါ့ရဲ့တက်ကိုအစအစမျိုးရိတ်ခါမပေးပဲမြေရုမင်းသားကတားမြစ်ထားတယ်ငါတို့လည်းရောက်ရမြို့ရွာတွေမှာရှာဖွေစားတော့ကြရတယ်ဒါကိုပဲငါ့ကိုမတော်မတည့်ရံကြံတယ်လို့ မြေရုမင်းနာကသူ့အပြစ်ကိုသိငယ်အောင်နောင်တော်ကိုရှောက်တယ်မှာအသေးကြပဲအဲ့ဒီလိုရှောက်တင်ခဲ့ရင်လေသူတို့ကညီတော်နောင်တော်ဖြစ်တဲ့အတွက်ညီတော်ရဲ့စကားကိုဒါနောင်တော်ကယုံပါပဲငါကိုကဲမဲ့ငါတို့ကျေးဇူးရှင်မင်းရကြီးကလည်းခုမရှိတော့ဘူးအခုတွေးတော်ရဲ့စကားကိုယုံကြည်ပြီးငါလိုက်ခဲ့မယ်ဆိုရင်ငါကိုနဲ့အတူငါသားမယားဆွေမျိုးပေါက်ပေါ်တစ်ခုလုံးစင်ရဲတဲ့နဲ့ရောက်ရမှာသေးကြပဲဒါကြောင့်ယောက်ျားတို့မြည်ဒီကို့အသက် လူရတဲ့အရေးမှာ ထိတ်လန့်မနေတာတော့ဘူး ဘုံကန်လိုက်တက်တမတခါတော့ဖြစ်လို့ရဖြစ်ပါစေတော့ငါပြန်မလိုက်တော့ဘူးတွေးတော့ပြန်လေတော့ဟုပြောလိုက်ပါတော့တယ်ဘုံတွင်လဲတက်မိုးတွေနဲ့တိုင်ပင်ပြီးအင်းဝမျိုးကိုတိုက်ခိုက်ပါတော့တယ်အင်းဝမျိုးဆောင်တက်တွေခုခံကြပြီမယ်ဘုံတွင်ကိုကြောက်ရွံ့ရင်းဆွဲရှိနေကြတဲ့အတွက်ကြာရှည်မခံနိုင်ပဲအရှုံးပေးလိုက်ရပါတယ်ဘုံတွင်ဟာအင်းဝမျိုးကိုသိမ့်ယူပြီးအတိအလင်းပုံကန်နေပြီမယ်နောင်တော်ကြီးမင်းဟာဘုံတွင်ကိုတန်ရော့စဉ်ကြီးလွန်လာတဲ့အတွက်မင်းလာနော်ရထာကို ်အင်းဝါကိုဆင်လွတ်၍ထက်မှန်အခေါ်ခိုင်းခဲ့ပါလေတဲ့ဒါပေမဲ့ဘိုးတွန်ကတော့လိုက်မလာခဲ့ပါဘူးနောက်ဆုံးမသက်သာတော့တဲ့အဆုံးမှာတော့နောင်တော်ကြီးမင်းဟာအင်းဝါမျိုးကိုဝန်းရံပိတ်ဆို့ပြီးတိုက်ခိုက်စေခဲ့ပါတယ်ဒါတောင်မှဘိုးတွန်ကိုအသက်မသေးစေနဲ့လို့မှားချလိုက်ပါလေတဲ့အင်းဝါမျိုးတော်ရဲ့အပြင်ဘက်မှာတပ်တွေနဲ့ဝန်းရံနေတဲ့အတွက်အင်းဝါမျိုးလူမျိုးသားတွေဟာအပြင်ကိုမထွက်ဝင်ကြပဲအစာရည်စာငတ်မော်လာကြပါတယ်အဲ့ဒါကိုမြင်ရတဲ့မင်းကောင်တော်ရတာဘိုးတွန်လည်း ပြည်သူတွေကိုငဲ့ညာပြီးကြာရှည်နေရန်မတင်းဟုဆင်ခြင်ကအင်းဝမျိုးတောင်ဘက်မျက်နှာတကားကနေထွက်သွားပါတယ်။အပြင်မှာဝန်းရံထားတဲ့တက်တွေလည်းဘိုတွန်ထွက်လာတာကိုသိရတဲ့အခါနောက်ကနေလိုက်ပြီးတိုက်ခိုက်ကြရင်ကြောက်စရအရှိတောင်ကြီးမှာဘိုတွန်ဟာတနက်ထိမှန်ခဲ့ပြီးဘယ်လိုမှမခုခံနိုင်တော့တဲ့အခြေအနေမှာတော့ရဲမှတ်တွေဝန်းရံပြီးဘိုတွန်ရဲ့ခေါင်းကိုဖြတ်လိုက်ပါတော့တယ်။အလောင်းမင်းရကြီးရဲ့လက်ရိုးနှုတ်ခွဲအားကိုးခဲ့ရတယ်။သူရဲ့ခေါင်းရဲဘတ်တော် မင်းခေါင်နော်ရတာမုံဆိုးကြုံဘိုးတွန်းလဲကံကုံအနှိမ့်စရောက်ခဲ့ရပါတော့တယ်အဆုံးထိနားစင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ